ငလင်တန်းကြောင့်ပြိုကျပျက်စီးခဲ့တဲ့ Sky Mila ကုန်းတို့အဆောင်အောက်ကနေဇွန်လ18ရက်မနေ့ကအမျိုးသမီးတဦးရဲ့ရုပ်အလောင်းကိုထပ်မံရှာဖွေတွေ့ရှိခဲ့ရလို့စောစုမီတာကသတင်းထုတ်ပြန်ပါတယ်။ Sky Mila အဆောင်အတွင်းရုပ်အလောင်းတွေကျန်ရှိနေဆဲဖြစ်တဲ့ INB အဆောင်တွေကိုစက်ရန်တရားအသုံးပြုပြီး ဖေရှားရှင်းလင်းနဲ့ရုပ်အလောင်းထုတ်ယူနိုင်ရေးလှုပ်ဆောင်ခဲ့ရမှာအဆောင်ပြီးအခန့်အမှတ်ကြီးတရီကအမျိုးသမီးတဦးရဲ့ရုပ်အလောင်းကိုထုတ်ယူနိုင်ခဲ့တာလို့ဆိုပါတယ်။ငလင်ကျောင်း Sky Mila ကွန်ဒိုပြိုကျပျက်စီးခဲ့တဲ့ မလ28ရက်ကနေဒီကနေ့အထိအသက်ရှင်လျက်ကဲထုတ်နိုင်သူအမျိုးသားအမျိုးသမီးစုစုပေါင်း52ဦးသေဆုံးရအောင်ရှာဖွေထုတ်ယူနိုင်မှုကလေးငယ်တွေအပါအဝင်စုစုပေါင်း153ဦးထိရှိလာတယ်လို့စုစုမိသက်ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။စကိုင်းမီလာကွန်တို့အဆောင်ဟာ17ထပ်အမြင့်နဲ့အဆောင်၄ဆောင်ထဲသွင်းဆောက်လုပ်ထားတာဖြစ်ပြီးတော့မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ပြင်းအမြင့်9.8အဆင့်ရှိတဲ့ငလင်တန်းကြောင့်အေးအဆောင်မှာ ငါးတပ်ကမြေအောက်ကိုကျွဝင်သွားခဲ့တာဖြစ်တယ်လို့ကြံအဆောင်တွေအလုံးလုံးဝပြိုကျပျက်စီးသွားခဲ့တာဖြစ်ပါတယ်